အဲကို November မှာအလုပ်လေးတအားရှုပ်သွားတာနဲ့ Dear Romance အစီအစဉ်လေးမဖတ်ပြရသေးဘူးဆိုတော့ဒီနေ့ဖတ်ပြမယ်ပေါ့နော်ဖတ်ပြမှဒီနေ့လေကိုနေမှာပြန်ရောက်နေဆိုတော့ task လေးတွေကဒီ Dear Romance အတွက်ခတိုင်းသုံးတဲ့ oracle လေးတော့မပါဘူးပေါ့နော်ဒါနဲ့လေရှိရလေးနဲ့ဖတ်ပြလိုက်ပါမယ်ရှင်ကိုယ့်ရဲ့ color dictionary ကိုအာအစုံတစ်ယောက်ကပေးတင်နေတဲ့ romance letter လေးပေါ့နော်သူတို့ဘာတွေပြောတင်နေလဲဆိုတာကိုဖတ်ပြမှဖြစ်တယ် โอเค collective reading ပဲเนาะဆိုတော့ energy ကြိုက်တယ်လို့ယူဆရရင်เนาะ claim သွားပါရှင်ကို collective တရှိဘူးသူတို့ရဲ့ design ကြောင့်ဘယ်လိုစကားရင်းပြောခြင်းโอเค judgment judgment ဆိုတော့ခုကိုယ့်ရဲ့ quality တွေကိုတတိယနေတယ်သူကအတိတ်ကတစုံတယောက်ဖြစ်နေမှာပေါ့နော်လက်ရှိတဲ့ energy ကတော့အတိတ်ကတစုံတယောက်မင်းတို့ရဲ့ဘဝထဲမှာအရေးပါခဲ့တဲ့သူပေါ့နော်အဲ့ဒီအရေးပါခဲ့တဲ့တစုံတယောက်ကကိုယ့်ရဲ့ quality တွေကိုလွမ်းနေရမျိုးတွေ့ရတယ်ကိုယ့်ရဲ့ quality တွေကိုယ်တိုင်ကလည်းအဲ့ဒီတစုံတယောက်ကိုတတိယနေတယ် အခုတလောပိုင်းပေါ့နော်အများကြီးတတိယနေရာမျိုးမဟုတ်ဘူးဆိုရင်တော့အခုတလောပိုင်းမှာဒီလူတွေရဲ့အကြောင်းကိုတွေးမိနေတယ်အအကြောင်းတိုက်ဆိုင်တိုင်းခေါင်းထဲမှာရောက်ရောက်လာတယ်ဆိုတာမျိုးဟိုတွေးမိတဲ့သူမျိုးရှိသလားအဲ့ဒီတစုံတယောက်ကကိုယ့်ရဲ့ collective တွေရှိကိုပေးတင်နေရဲစာလောလေးပေါ့နော် collective တွေကိုယ်တိုင်ကလည်း king of souls ရဲ့ energy နဲ့ဘယ်လိုပြောမလဲနှလုံးသားထက်ပဲအုံနောက်ကိုဦးစားပေးပြီးတော့ကြတော့ဆုံးဖြတ်ခဲ့တယ် အဲအဲ့ဒီလိုမျိုးအုံနောက်ကိုဦးစားပေးလိုက်တဲ့အချိန်မှာကိုယ့်ရဲ့ collective တွေရှိကနေကြံခဲ့တဲ့တစုံတယောက်တော့၎င်းဖြစ်နေမယ်ပေါ့နော်ခင်းတော့ဆိုတဲ့အကိုရဲ့ quality တွေကလက်ရှိမှာလည်းတခုခုကိုပြပြသားသားလှုပ်ဆောင်မှုအတွက်ဆင်သင့်ဖြစ်နေတဲ့သူအရင်တုန်းကလိုမျိုးပေါ့နော်မတည်နေတဲ့သူမရင်ကျက်တဲ့သူတွေမဟုတ်ဘဲနဲ့အတွေးတွေလွန်လာမျိုးတွေမရှိတော့ဘဲနဲ့အာဘာပဲလှုပ်လို့ပြပြသားသားပဲလှုပ်တော့မယ်ပြပြသားသားပဲဆုံးဖြတ်တော့မယ်လှုပ်ချင်တာအထက်ပဲလှုပ်တင်တာကငါ့ဘဝအတွက်အရေးကြီးဆုံးဆိုပြီးတော့ကြတော့အာ ပြက်သားစွာရက်တည်နေတဲ့အချိန်လို့လည်းမြင်နေပေါ့နော်ဒါက collective တည်းရဲ့လက်ရှိ current energy source ပေါ့နော် kino source ဘုဘဘရမ်းလေအရင်တုန်းကဆိုရင်လေအတွေးတွေလွန်ပြီးတော့တယောက်တည်းဝမ်းနေတယ်အဲစိတ်မကောင်းနေဖြစ်တယ်ဘာဆက်လို့ရမှန်းမသိရဲနဲ့ကြိုကြိုတွေးပြီးတော့ပူပင်တတ်တဲ့သူတွေဆိုရင်လက်ရှိမှာအဲ့လိုမဟုတ်တော့ဘဲနဲ့အဲ့လိုမျိုးကြိုတွေးပြီးတော့ဝမ်းနေမှုတွေအစားဘာလို့တာလဲဆိုတော့ကြတော့ပြက်သားစွာပဲဆုံးဖြတ်တော့တာဘသူ အတွက်မှာအများကြီးထပ်ပြီးမစဉ်းစားတော့ဘူးကိုယ့်အတွက်အဆင်ပြေမယ်ဆိုတဲ့ဟာတွေကိုပဲရွေးချယ်ပြီးဆုံးဖြတ်တော့တယ်ရွေးချယ်ပြီးလှုပ်တော့တယ်ဆိုတဲ့အခြေအနေတစ်ခုကိုရောက်သွားပြီးအခြေအနေတွေပြောင်းလဲသွားပြီးဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆိုတော့ဟုတ်ပြီဘာပြီးပြောချင်နေလဲတစ်ဖက်သူကဒီကအောင် Oh the magician တဖက်သူကကိုယ့်ရဲ့ quality တွေကိုနဲ့ပတ်သက်ပြီးတော့သူလောလောလတ်မှာအရန်ကိုမင်းတို့အတွက်ဂုံယူနေတယ်အဲမင်းတို့အတွက် အဝမ်းမြောက်နေတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် the magician ရဲ့ energy ရာကိုရဲ့ collectivity ဟာအမျိုးသားပဲဖြစ်ပါစေအမျိုးသမီးပဲဖြစ်ပါစေရုပ်ပိုင်းဆိုင်ရာအရာကတော့ personality အရာကတော့ဘယ်လိုပြောရမလဲလှတယ်ချောတယ်ဆွဲဆောင်မှုရှိတယ်ဆိုတဲ့သူမျိုးတွေဖြစ်နေတယ်ဒါပေမဲ့လည်း communication အရင်ကောင်းတယ်အာတချို့ကိုယ့်ရဲ့ collectivity တွေကအရင်တော့က play game လေးတွေ play boy လေးတွေဖြစ်ခဲ့တဲ့ပုံပေါ်တယ်ပေါ့နော်တစ်ဖက်သူကဘာပြောချင်နေလဲဆိုတော့အရင်လိုမျိုးပဲလူတွေကိုကစားနေတော့ပဲလား အာဒါပေမဲ့လေမင်းကပို့ပို့ပြီးတော့လှလာတယ်ပို့ပို့ပြီးတော့ချောလာတယ်ဒီအတွက်ငါပို့ပြီးတော့မင်းကိုတတိယရယ်ပို့ပြီးတော့သဘောကျရတယ်ဆိုတာမျိုးပြောရယ်ပေါ့နော်မင်းတို့ရဲ့ဒီ personality အပြင်ပိုင်းဆိုင်ရာကပို့ပြီးတော့ smart ဖြစ်လာရယ်ပို့ပြီးတော့ချောလာရယ်ဆွဲဆောင်မှုရှိလာတဲ့အတွက်သူအဲအရင်ပဲမင်းအတွက်ကုန်ယူတယ်ဒါပေမဲ့လေမင်းရဲ့အရင်ချင်းဖြစ်တဲ့ဒီ communication အရင်ကောင်းတာပေါ့နော်စကားပြောဆိုအရင်ကောင်းတယ်ဟို တခုခုဆိုရင်လိုချင်တာကိုရအောင်ယူတတ်တယ်ကိုလိုချင်တာကိုရဖို့အတွက်လည်းလှည့်ပတ်ပြီးတော့လည်းပြောဆိုနိုင်စွမ်းလည်းရှိတယ်ရအောင်ယူနိုင်စွမ်းလည်းရှိတယ်အဲ့ဒီလိုမျိုး skill တွေကိုအသုံးချပြီးတော့လူတွေအပေါ်လှည့်စားနေတာတွေလှည့်စားခဲ့တာတွေရှိတယ်ဆိုရင်မင်းတို့ကိုအဲ့တဖက်သူကဒီအချိန်မှာဗာပြောချင်တယ်လဲဆိုတော့အခုရောအဲ့ဒီလိုလုံနေတုံးပဲလားတဲ့မင်းလိုချင်တာတွေကိုရဖို့အတွက်တခြားသူတွေကိုအသုံးချနေတုံးပဲလားဆိုပြီးတော့မင်းတို့ကိုမေးချင်နေတာမျိုးတွေ့ရ Age of source so source energy တွေအများကြီးတွေ့ရတယ်ဆိုတော့ အဲဆိုင်နေဒီ reading ကိုလာကြည့်ရမျိုးတော့၎င်းကိုယ့်ရဲ့ quality တွေရဲ့တစ်ဖက်သူကအဲဆိုင်ဖြစ်နေတာမျိုးတွေတော့၎င်းဖြစ်နိုင်မှာပေါ့နော်အဲဆိုင်နေဖြစ်တဲ့အာ aquarius gemini libra တရားတွေကို strong ဖြစ်အောင်တော့တွေ့ရတယ်ပေါ့နော်ဆိုတော့အာ quality တွေက magician လည်းတွေ့ရဲ့ air sign လည်းတွေ့ရဲ့ဆိုတော့စကားအရင်ပြောကောင်းပြီးတော့လေထဲမှာတိုက်ရင်ဆောက်တဲ့နေရာမှာတော့ဆရာကြီးဆရာမကြီးတွေဖြစ်နေမှာပေါ့နော်ဘယ်လိုပြောမလဲအရင်ပြောကောင်းအရင် အဟောကောင်အရန်ကိုမှကျွန်တော်ကိုလိပ်ဖြစ်လာအောင် ပြောနိုင်တဲ့အထိဘယ်လိုပြောမလဲအဲတဖက်သူကပေါ့နော်ကိုကမှားနေတာတွေပဲပြောပြောမှန်နေတာတွေပဲပြောပြောတဖက်သူကမင်းတို့ပြောစကားကိုနားထောင်လိုက်ပြီဆိုတာနဲ့အဲမင်းတို့ရှီမှာနင်းမြုပ်သွားတာအဲအဲ့ဒီလို scale မျိုးရှိလိမ့်မယ်ဆိုတော့မင်းတို့ရဲ့ဒီမင်းတို့ပေး ဒီစာလေး roman letter လေးပေးပို့ခြင်းနေတဲ့ the ones ကဘလို့ပြောခြင်းနေလဲဆိုတော့မင်းရဲ့အဲ့ဒီ skill တွေကိုအသုံးချပြီးတော့လူတွေလူအသစ်တွေလူအသစ်တွေကိုမင်းထပ်ပြီးတော့ဆွဲဆောင်နေတော့မယ်လားတဲ့အဲ့ဒီလိုမျိုးအရေးချင်းတွေကိုအသုံးချပြီးတော့အခုမင်းဘဝထဲမှာ age of source ရဲ့ energy နဲ့နောက်ထပ် new relationship တွေ new beginning တွေကို ပုံဖော်ပြီးသွားပြီလား ပေါ့နော်သူကပြောချင်တာဆိုတော့ဟိုမင်းဟိုတတိယနေရာကဖွာဆာလာလေးပို့ချင်နေတာကအတိတ်ကသူဆိုတော့ညာလေအဲ့ဒီအတိတ်ကသူကမင်းကအခုလက်ရှိမှာ relationship အတ္တိထောင်ပြီးသွားပြီလားတိဆောက်ပြီးသွားပြီဆိုလားဆိုတာကိုသူသိချင်နေရမျိုးကိုတွေ့ရတယ် asia source ရဲ့ energy ရတော့ပေါ့နော်အာမင်းက source energy တွေရှိရဆိုတော့ညာ magician ရဲ့ energy တွေရှိရဆိုတော့ညာကိုယ့်ရဲ့ quality တွေကအရင်တုန်းကလိုမျိုးမဟုတ်ဘဲနဲ့ အာပြပြသားသားနဲ့လုံးတင်တာတွေကိုပဲလုံးနေပြီဆိုတော့ညာမင်းတို့ရဲ့တစ်ဖက်သူကကြာလို့မဟုတ်ဖန်နေပေါ့နော်အတွေးတွေလွန်ပြီးတော့ကြာတော့ဒီလုံးချင်တာတွေလုံးနေတော့မယ်လားဘေးနားကသူတွေကိုလှည့်စားနေတော့မယ်လားလှည့်ပြားနေတော့မယ်လားဒီလိုမျိုးအတွေးခေါ်တွေကနေရုံမထွက်နိုင်ပဲနဲ့မရင်ကျက်သေးဘူးလားဆိုတာမျိုးကိုပြောချင်နေရမျိုးတွေ့ရတယ်ပေါ့နော် Okay အဲ့တော့ sauce တွေ့လား sauce ပဲထပ်ရတယ်ပြောချင်တယ်လေဆိုတော့ကိုယ့်ရဲ့ quality တွေကလေ အပြင်ပိုင်းကမာကြောချင်းအောင်စောင်းနေပြီးတော့အတွင်းထဲမှာကတော့ဘယ်လိုပြောမလဲဒဏ်ရာတွေနဲ့ပြည့်နေတဲ့သူတယောက်ဖြစ်သူကမြင်တာပေါ့နော်မင်းမှာစိတ်ထောင်ကြောက်တွေထဲမှာပိတ်မိနေတာမျိုးတခုခုဆိုရင်စိတ်တွေကဘယ်သူ့ကိုမှထုတ်မပြောဘဲနဲ့ကိုယ့်ဘာကိုနာကျင်နေရတာကိုယ့်ဘာကိုမွန်းကျက်နေရတာဒီငငယ်ကလေးကရခဲ့တဲ့စိတ်ဒဏ်ရာတွေဒါတွေကိုဟိုဟီးလင်းလုပ်ဖို့အတွက်သူကမင်းကိုအကြံပေးခြင်းနေရဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော် error source ရဲ့ energy ရာကိုယ့်ရဲ့ quality တွေကဒီ overthinking တွေဖြစ်ပြီးတော့အများရန် mental stress တွေများတာပေါ့နော်စိတ်ပိုင်းဆိုင်ရာအဖိစီးမှုတွေအများကြီးများတယ် တယ်ဥပမာခေါင်းကိုက်တာမျိုးမျက်စိနာတာမျိုးအဲ့လိုမျိုးအာယုံအယမ်းဆူးဆိုင်ပြီးတော့လောက်ရတဲ့အလုပ်တွေကြောင့်မလို့ခဏခဏစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးတော့အာယုံကြောနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေခဏခဏထိတာမျိုးတွေဖြစ်တက်လာပေါ့နော်ဒီအတွက်ကြောင့်မလို့သူကမင်းကိုဟိုအယမ်းအတွေးမလွန်နဲ့စိတ်ဖိစီးမှုဖြစ်စေမယ့်အရာတွေကိုဘာမှမလုပ်နဲ့ အဲ့လိုမျိုးပေါ့နော်အတွေးလွန်ပြီးတော့စိုးရင်ပူပန်းတာတွေအရင်ညားပြီဆိုရင်မင်းရဲ့ဒီစိတ်မပျော်ရွှင်ခြင်းတွေကပြန်ဖြစ်လာပြီးတော့မင်းရဲ့အသက်ရှူမဝတဲ့ယောဂါတွေလိုမျိုးအစိတ်တင်းကျက်စေတဲ့ယောဂါတွေလိုမျိုးဒီလိုမျိုးတွေပြန်ပေါ်လာမှာမျိုးကိုသူကမဖြစ်စေချင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်မင်းကိုထက်ထက်မြင့်မြင့်နဲ့တော်တော်လက်လက်ကလေးပဲနေပါကိုစိတ်ကိုအဆင်မပြေဖြစ်စေမဲ့ကိုစိတ်ကိုအာဒဏ်ရာရစေမဲ့ကိစ္စမျိုးတွေဘာမှမလုပ်ပါနဲ့အဲ့ဒီလိုမျိုးဒဏ်ရာတွေကိုထပ်ပြီးပေးမဲ့လူတွေနဲ့လည်းမပတ်သက်ပါတော့နဲ့ဆိုပြီးတော့ကိုယ့်ရဲ့ quality တွေကိုမင်းတို့ရဲ့တစ်ဖက်သူကပြောချင်နေတာမျိုးကိုတွေ့ရပါတယ်ရှင်။ Okay. Oracle လေးနဲ့နည်းနည်းကြည့်အောင်။嗯，对了。 မင်းနဲ့သူနဲ့အတူတူရှိခဲ့တော့ငါတဲ့မင်းတို့နှစ်ယောက်ရဲ့ relation ကပေါ့နော်ဒီနေ့စီပန်းလေးလိုပဲလှရဲလို့ထင်ရပါမယ်တကယ်တော့စူးရီအပြင်နဲ့ဆက်ဆံရေးဖြစ်ခဲ့တာပေါ့နှစ်ယောက်သားကြားထဲမှာလည်းအဲ့လိုပဲ machine လေးနဲ့ကိစ္စတွေအဲ့ကိစ္စတွေအကြောင်းမို့လို့ဒီဆက်ဆံရေးလေးကဟိုဘယ်လိုပြောရမလဲရှုပ်ရှုပ်ထွေးထွေးနဲ့ပြီးသွားခဲ့တာတကယ်တော့ဒီလိုမဖြစ်သင့်ဘူးပေါ့เนาะမင်းတို့နှစ်ယောက်အတူတူရှိတော့ကလည်းအာတကယ်အပြင်ပိုင်းလေးကကြည့်ရမယ်ဆိုရင်ပတ်ဝန်းကျင်ကလူတွေကဟဲ့ဒီအတွဲလေးကလိုက်လိုက်တာဒီအတွဲလေးကစိတ်ဝင်စားဖို့ကောင်းလိုက်တာတို့အတွဲလေးကချစ်စရာလေးเนาะအဲ့ဒီလိုမျိုး ဒီထောပနာပြုခြင်း၊ဂုဏ်ပြုခြင်းခံခြင်းခံရလိမ့်မယ်။ဒါပေမဲ့မင်းတို့နှစ်ယောက်ရဲ့တကယ်အတွင်းထဲမှာတော့ရှင်းလင်းပြတ်သားမှုမရှိဘူး။အမှန်တရားတွေပြောင်းနေပြီးတော့ရိုးသားမှုလည်းမရှိခဲ့ကြဘူးပေါ့နော်။အဲ့ဒီချိန်တုန်းကတယောက်နဲ့တယောက်ကဟိုခံစားချက်တွေကိုဖုံးကွယ်ပြီးတော့ကြတော့နေခဲ့ကြတာတကယ် true feeling ကိုထုတ်မပြခဲ့ဘူးအဲနှစ်ယောက်လုံးကလည်းသူ့အတ္တကိုအတ္တ ူ့မာနာကိုမာနာလူမျိုးကိုစီနဲ့ရှင်သန်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်ယောက်တည်းကတစ်ယောက်ကလည်း gas light လောက်တာမျိုးပေါ့နော်အမားတွေကိုအမှန်ဖြစ်အောင်လို့ဆိုပြောတာမျိုးအာသူများကဘယ်လိုပြောရမလဲမှန်နေတယ်ဆိုရင်တောင်မှပဲတစ်ဖက်ကမှန်နေတယ်ဆိုရင်တောင်အဲ့ဒီမှန်နေရကိုလက်မခံဘဲနဲ့တူလုံးနေတယ်အမားကြီးကမှအမှန်ဆိုတာကိုဟိုဖြစ်သွားတဲ့အထိကောင်းမှပြီးတော့တယူတီးတယူတန်တာမျိုးပြီးတော့ကိုယ့်ရဲ့ relationship ထက်ပဲအပေါင်းအသင်းတွေကို ချိန်နေအရန်ပေးပြီးတော့အပျော်ပါးတွေအရန်လိုက်စားခဲ့တာမျိုးတွေရှိကောင်းရှိခဲ့လိမ့်မယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူကလက်ရှိမှာနောင်ထားရနေရဲ့တကယ်တော့ငါတို့နှစ်ယောက်ရဲ့ဒီအခြေအမြင့်တာကြီးတွေကဒီလိုမျိုးကုံဆုံးခဲ့တဲ့နာမဟုတ်ဘူးပေါ့နော်ဟိုအဲ့ဒီအချိန်တုန်းကငါတို့တွေအဲ့ဒီဒီ relationship ထဲမှာရှိခဲ့တဲ့အချိန်တုန်းကသူတို့ပေါ့နော် သူကနှစ်ယောက်သား relationship ထဲမှာရှိခဲ့တော့ကနှစ်ဖက်လုံးကအသက်အရွယ်ငယ်ခဲ့တာတော့လကောင်းအခုလောက်အခုချိန်လောက်ထိမရင်ကျက်ခဲ့တာတော့လကောင်းရှိနေမယ်ပေါ့နော်ဒါကြောင့်မို့လို့အမားတွေအများကြီးအဲငါတို့တွေ လောက်ခဲမိကြရဲပေါ့နော်ဒီချိန်မှာဒါပဲမင်းနဲ့ငါတွေ့ခဲ့မယ်ဆိုရင်ဒီလိုအမှားမျိုးတွေကိုလုံးဖြစ်လောက်မှာမဟုတ်ဘူးဆိုပြီးတော့သူတို့ပြောချင်နေပါတယ်တကယ်တော့ဘယ်လိုပြောမလဲ ace ပေါ့နော် ace old flame old flame စီက launching နေ tangent တွေကိုဒီနေ့မှာကြားရနေတာပဲဖြစ်တယ်ပေါ့နော်သူကဖြစ်နိုင်မယ်ဆိုရင်ねမင်းနဲ့တွေ့ချင်သေးတယ်မင်းနဲ့စကားတွေပြောချင်သေးတယ်အဲနှစ်ယောက်သား အစင်ပြေပြီးတော့ခေါင်းမွန်တဲ့အချိန်လေးတွေကိုဖန်တီးကျင်သေးတယ်တဲ့ relationship ပေါ့နော် romantic relationship ကိုမဟုတ်ဘူးဆိုရင်တော့ friendship အနေနဲ့ဘယ်ဖြစ်ဖြစ်ဒီဆက်ဆံရေးလေးကိုပြန်ပြီးတော့ပုံဖော်ခြင်းနေသေးတယ်ဆိုတာမျိုးပြောခြင်းနေတာ တွေ့ရပါတယ်ရှင်ဆိုတော့အခုရဲ့ collective lady ကရောဒီ reading ကိုနားထောင်တဲ့အချိန်မှာတွေးမိတဲ့တစုံတယောက်များရှိသလားပေါ့နော်ရှိတယ်ဆိုရင်အဲ့ဒီတယောက်ကတော့လက်ရှိမှာမင်းကိုလွမ်းလို့မင်းအကြောင်းတွေကိုတွေးရင်းနဲ့ဝမ်းနည်းမှုတွေကိုခံစားနေရတယ်အဲမင်းနဲ့သူနဲ့ရဲ့မတေကြတော့တဲ့ဘယ်စီနေမှမသိတော့တဲ့အနာဂတ်အကြောင်းကိုပို့ပို့ပြီးတော့တွေးမိပြီးတော့မင်းเจ้าနေကိုပို့ပို့ပြီးတော့တတိယပြီးတော့ဒီအချိန်မှာ missing မျိုးမင်းကိုလွမ်းနေပါတယ်တဲ့ရှင် ဆိုတော့အာတွေးမိတဲ့တစုံတယောက်ရှိတယ်ဆိုရင် comment မှာအာရေးခဲ့ပေးလို့ရပါတယ် energy resonate ဖြစ်တယ်ဆိုရင်လည်း like and share လေးလုပ်ပြီးတော့ claim သွားလို့ရပါတယ်ရှင်အာဆိုတော့ဒါကဘာပဲပြောပြော ရိုမန်လက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုဒီ reading လေးနားထောင်ပြီးတော့စိတ်ပေါ်ပါသွားစေချင်တာဖြစ်ပါရဲ့ရှင်။အာဒီလိုမျိုး free reading လေးတွေကိုအများနဲ့လက်ခံရရှိချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ YouTube channel လေးကို subscribe လုပ်ထားလို့ရပါတယ်။ Facebook နဲ့ TikTok မှာလည်း active ဖြစ်ပါရဲ့ရှင်။ Personal reading ဝယ်ချင်တဲ့သူတွေကတော့ description မှာချပေးထားတဲ့ Telegram တို့မဟုတ် Viber ကနေပြီးတော့ personal reading လေးတွေဝယ်လို့ရပါတယ်ရှင်။ဆိုတော့တက်တာကိုရီနောက်ထပ် reading လေးနဲ့အတူပြန်တွေ့ကြမယ်နော်။